လျှက်တစ်ပြည့်ကျမရဲ့စီစဉ်ကပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီစီစဉ်မှာတော့ကျမရဲ့ဗဟုသုတတွေကိုအချိန်တော်အတွင်းမှာနားလည်သွားအောင်တိဆက်ပေးသွားမှာဖြစ်ပါရယ်ဒီအပိုင်းမှာပြပြပေးသွားမယ်အကြောင်းအရာလေးကတော့စောအဝရရန်ကျင်အကြောင်းပဲဖြစ်ပါရယ်ဒီတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်နော်ညီမရဲ့ဗီဒီယိုလေးကိုမစခင်မှာညီမရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနာ notification bell လေးကိုပါ on ခဲ့ပြီးမေးပါနေအောင်ရှင် ရခြင်းကအဖြစ်များယောဂတစ်ခုပါဆိုးဝါးရရခြင်းကိုခလေးထဲမှာဆိုလို့ရှိရင်တော့တုတ်ကောင်ထိုးတဲ့အခါမှာဆိုးဝါးရရတက်ပါတယ်လူကြီးထဲမှာဆိုလို့ရှိရင်တော့ဒီဆိုးဝါးရရခြင်းကအမျိုးသားထဲမှာအဖြစ်များပြီးတော့ချွေတအားထွက်တဲ့သူတွေစိတ်ပိစီမှုအရမ်းများနေတဲ့သူတွေမှာဆိုးဝါးရရတက်ပါရဲ့ရှင် အခုဆက်ပြီးတော့ဘာအကြောင်းရင်းတွေကြောင့်ဆိုဝရရန်တက်လဲဆိုတာကိုပြပြပေးပါမယ်ရှင်။စီနဲ့ဆိုင်တဲ့ပြဿနာတွေဖြစ်ကြတဲ့နှင်းကူယောဂ၊တုတ်ကောင်ယောဂ၊ပိုးသက်ဆေးပုံမဲ့တောင်းနေရတာ၊စီကြိုယောဂနဲ့မှုဆွဲတဲ့ယောဂတွေရှိလို့ရှိရင် ဆိုဝရရန်တက်ပါတယ်။ပြီးတော့ဆိုဝါမှာမှုဆွဲတဲ့ယောဂကြောင့်ဖြစ်တဲ့တိနိယခရူရီယောဂမှာလည်းဆိုဝါရတက်ပါတယ် ပြီးတော့စိုးဝါမှာကွဲကြောင်ဖြစ်တာလက်ကောင်ဖြစ်တာနဲ့စိုးဝါမှာကျွန်းတို့ပောက်တာတွေမှာလည်းစိုးဝါရတက်ပါတယ်။နောက်ပြီးတော့ဒဂွေတက်ရှင်မှုအားနေပြီးအင်တာတက်တဲ့အခါမှာမစင်ကိုပြောင်းဆေးလေးမရှိတဲ့သူတွေမှာလည်းစိုးဝါရရင်တက်ပါတယ်။နောက်ပြီးတင်းကျက်တဲ့အဝိစာတွေဝတက်တဲ့သူတွေမှာလည်းချွတ်တာထွက်တက်လို့စိုးဝါရတက်ပါတယ်။နောက်တစ်ချက်ကတော့ အဝိစာစိုးစေးတွေစက်ပြာတွေပေါင်နာတွေနဲ့မတည့်တဲ့သူတွေမှာလည်းအရေပြားရောင်ရမ်းတက်ပြီးတော့စိုးဝါပါရတာတက်ပါတယ်။နောက်ပြီးတော့အလို့ရမ်းပင်ပန်းတဲ့သူတွေစိတ်ပိစီမှုတအားများတဲ့သူတွေနဲ့အယံဝါတဲ့သူတွေမှာလည်းစိုးဝါရတက်ပါရဲ့ရှင်။အခုဆက်ပြီးတော့စုံဝရရတဲ့အခါမှာဆောင်ရရှောင်ရနေကိုဆက်ပြီးတော့ပြပြသွားပါမယ်။စုံဝရလို့ရှိရင်ရတဲ့နေရာကိုလက်ညင်းပပတ်တွေနဲ့မကုတ်ပါနဲ့နော်။ပိုးဝင်ပြီးတော့ပိုးဆိုးသွားနိုင်လို့ပါ။ ရေချိုးလို့ရှိရင်လည်းရေပူနဲ့မချိုးပါနဲ့ပြီးရောဆက်ပြာနဲ့ခက်ကြက်ကြက်တိုင်းမဲ့အစားအရင်ကြက်ကြက်ခရင်လေးကိုစိုးဝါနောင်တုပ်ပေးတာကပိုကောင်းပါရဲ့နော်ပြီးတော့ဝမ်းမချုပ်ပါစေနဲ့နော်ဝမ်းချုပ်လို့ရှိရင်စိုးဝါရတာပိုဆိုးနိုင်ပါတယ်ဝမ်းမချုပ်အောင်လို့ရေမြတ်တောက်ပေးပါအမြင်နဲ့ကျင်ဝါတဲ့အစားအစာတွေကိုမမြတ်စားပေးပါနော် နောက်ပြီးတော့အိမ်နာတက်ပြီးလို့ဆေးကြောတဲ့အခါမှာတ िश ူတစ်ခုခုဒါမှမဟုတ်ကိုးစားတစ်ခုခုရေဆုပ်ပြီးတော့တန့်ရှင်းလုပ်ပေးပါဒီလိုမျိုးတန့်ရှင်းလုပ်တဲ့နေရာမှာလည်းအနက်ပြင်းတဲ့ဆက်ပြားတွေပေါင်နာတွေကိုအသုံးမပြုပါနဲ့နော်နောက်ပြီးတော့ကြက်ကြက်တင့်တင့်အဝတ်အစားတွေကိုလည်းမဝယ်ပါနဲ့ချက်ချောင်းချီချီနဲ့ပပောက်ရံရံအဝတ်အစားတွေကိုဝတ်ဆင်ပေးပါဖြစ်လာလို့ရှိရင်တော့အောက်ခံပေါင်းမြေအကျက်တွေကိုဒီလိုအချိန်မှာဝေးတာပိုကောင်းပါရယ်နော်။နောက်ပြီးရောရားတော့တတစေဖို့အတွက်စီထွင်းလိုအရာပစ္စည်းတွေကိုတောက်ပေးလို့ရပါတယ်။ ဆိုဝနာရရနာနဲ့ရောင်နာကိုတတစေဖို့အတွက်တော့ဟိုက်ဒရိုကလိုရီဇုန်ခရင်ကိုလိမ့်ပေးလို့ရပါတယ်။ဒါပေမဲ့ဒီခရင်ကိုကာလကြာကြီးတော့မလိမ့်သင့်ပါဘူးနော်။စတီရိုက်လေးစီဖြစ်တဲ့အတွက်ကြောင့်အချိန်ကြာ30မိနစ်ဆိုလို့ရှိရင်အရေးပြားတွေပါလာတက်လို့ပဲဖြစ်ပါတယ်ရှင်။ ီနောက်ဆိုလို့ရှိရင်เนาะဆိုဝရရဲ့ဂျင်အကြောင်းကိုတိလောက်ပြီးလို့ထင်ပါတယ်ကျမတို့ AM channel ရဲ့လျှက်ကြည့်ပြကျမရဲ့အစီအစဉ်ကအခုလို့ကျမရဲ့ဘူသူရဗီဒီယိုလေးတွေကိုတောက်လျှောက်တင်ဆက်ပေးဦးမှာမို့စောင့်မျှကြည့်ရှုအားပေးကြပါအောင်เนาะဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါဘောเนาะ